ောကမှာဖြစ်ပေါ်ကြောကြပြီးတိုးတက်ကြီးပွားခြင်းနဲ့ဆိုလို့ရှိရင်တဲ့ရှိတယ်ရှိလိုက်တဲ့အရေးချင်းတွေကိုမြတ်စွာဘုရားဒီဓမ္မတိပ္ပရဒေသနာတော်မှာထုတ်ဖော်ကြခဲ့တာဖြစ်ပါတယ်။နမတိကပါလို့ဆိုရင်ဥဋ္ဌာဏအေးစိဗောဇာတိုးတက်ခြင်းနဲ့ဆိုရင်သူများတဲ့ပို့ပြီးတော့စ조사အထောက်အမှုရှိရမယ်။ ုတ်ဌာနဆိုတာအမြဲတမ်းတက်တက်ကြွကြွရှိနေတာလုံလဝီရိယကိုခေါ်တာဥဋ္ဌာနဆိုတာနော်အမြဲတမ်းတက်ကြွနေရမယ်အမြဲတမ်းကြိုးစားရမယ်လို့ဆိုလိုတယ်စတ္တဖို့ဆိုလဲကြိုးစားရတာပဲစီပေါင်းစားရှာဖို့ဆိုလဲကြိုးစားအထက်တန်းရောက်ဖို့ဆိုလဲကြိုးစားကျိုးစားရမယ်နံပါတ်1အဲ့ဒီကျိုးစားဆိုတဲ့အခါမှာ ဘာတွေလိုအပ်တော့ဆိုတတိမတော်ကိုလုတ်ပြီဆိုရင်တတိရှိဖို့တော့လိုအပ်တယ်အနုဘောဆိုလို့ရှိရင်ကိုစ조사အထုတ်မှုတွေတလွဲဖြစ်သွားနိုင်တယ်ပေါ့ပြဲရန်တတိရှိနေဖို့လိုအပ်တယ်တတိနဲ့조사ရမယ်အဲ့တော့ဝိရိယဆိုတဲ့အတိုင်းပဲဝိရိယတစ်ခုတည်းနဲ့ကောင်းကျိုးချမ်းသာခံစားနိုင်တာမဟုတ်ဘူး တတိရှိရမယ်ပညာရှိရမယ်ကြိုးစားအထောက်အကူရှိရမယ်ဒါဆုံးရမယ်သူကနော်တခုတည်းနဲ့ဘယ်ဟာမှလုပ်လို့မရဘူးသို့တော့ဥတီချက်နဲ့ပြောတဲ့အခါကြိုးစားလို့ပြောလိုက်တာဝိရိယကိုရှေ့တန်းတက်ပြီးတော့ပြောတာကြည့်လေလူရဲ့စွမ်းအားငါးမျိုးဆွဲထက်ပါတတ္တဝိရိယတတိသမာဓိပညာဘလငါးထာ တတဝီရိယတတိသမารိပညာဓာရီအကုန်လုံးထိညိပြီးတော့ပေါင်းစည်းပြီးလုံးလောက်ရမယ်လို့ဆိုဒီအချက်နဲ့အလုံးလိုရတဲ့အခြေအနေကြီးပဲတခါတည်းရန်ဝီရိယကိုရှေ့တန်းတင်ပြောမယ်တခါတည်းရန်ပညာကိုရှေ့တန်းတင်ပြောတခါတည်းရန်တတာကိုရှေ့တန်းတင်ပြောမယ်တခါတည်းရန်သမာဓိကိုရှေ့တန်းတင်ပြောသို့သောဒီ၅ခုစလုံးဟာပေါင်းစပ်ပြီးစူးစမ်းမှာဖြစ်ဖြစ်လိုအပ်တဲ့အခြေအနေကိုထုတ်ပြတာ ဒါကိုမင်ထရပါဝါလို့ခေါ်တယ်။သိစွာအားရပဲဒါတွေကတော့တတ္တဝံဖြစ်ဖို့ရောက်အောင်လည်းဒီပါဝါကိုသုံးချာ။တရားထူးတရားပြတ်ရခြင်းနဲ့ဒီပါဝါကိုပဲသုံးချာ။အဲ့ဒီပါဝါတွေကိုသုံးမချနိုင်လို့ရှိရင်ဘယ်မှမရောက်နိုင်။လိမ်မြန်ကြီးကကောင်းကင်ပြတ်တက်တယ်ဆိုတာသူ့ရဲ့ပါဝါကိုသုံးချာတာ။ဟော။ပါဝါကိုသုံးချတဲ့အခါမှာ အင်းကြီးအင်းကြီးနဲ့အင်းကြီးကိုလဲတဲ့လေရင်စီးဟောမောင်းတဲ့လူချက်ဆိုရင်ချက်ရဲ့ဒီလေလေအားအလုံးကောင်းငင်မြန်ကိုကောင်းငင်ပေါ်မှာဒီလေးပင်နဲ့အရာကြီးတစ်ခုပြတ်တက်သွားဖို့ဆိုတာပထဝီနဲ့အဘောကိုရှင်းချပြီးတော့တေဇောနဲ့ဝါရောကိုတိုးတက်အောင်လုပ်လိုက်ပြတ်တက်သွားတာပဲဒါ ော်ဓာတ်ကြီးလေးပါနဲ့သွားတာပဲပြတ်တက်သွားအဲဒီလိုပဲလူတွေကြီးပွားတုတ်တက်ခြင်းလို့ရှင်တရားရှိရမယ်ဝိရိယရှိရမယ်တတိရှိရမယ်တမာရိရှိရမယ်ပညာရှိရမယ်အဲ့ဒါတွေပေါင်းစပ်ပြီးလှုပ်လှုပ်သွားရင်လူတွေစွိုင်းတတိအမြင်မာလာတယ်လို့သူပြောတယ်ဒါကြောင့်စီးပွားဥစ္စာရှာပြီးတုတ်တက်ခြင်းလို့ရှင်နံပါတ်1ဥဋ္ဌာဏကြည့်ဒီစူးစမ်းရမယ်စူးစမ်းတဲ့အခါမှာတတိမတော်တတိ မိုင်းဖူနက်စ်လို့ခေါ်တယ်တတိရှိရမယ်တတိနဲ့ကြိုးစားရမယ်လို့ဆိုလို့ဒါမှလမ်းကြောင်းမလွဲမှာဖြစ်တယ်နံပါတ်3ကျတော့အဲ့လိုကြိုးစားပြီးတော့ဘဝမှာကိုလုတ်တဲ့အလုပ်တစ်ခုသူစိတ်ကံမှာမစင်ကြယ်မတန်ရှင်းတဲ့အလုပ်တွေမပါစေရဘူးစင်ကြယ်တန်ရှင်းတဲ့အလုပ်ရှိရတယ် ။ဘာဖြစ်လို့ရောဆိုလို့ရှိရင်ကိုလို့တဲ့အလုံးဟာအဂုတုဒုစရိုက်တွေနဲ့ရောထွေးနေရင်အဂုတုဒုစရိုက်တွေရဲ့အကျိုးကဆိုးကျိုးပဲဖြစ်မှာ။ဒါကြောင့်မို့သူစီကံမရအဖြစ်ကင်းရတန်ရှင်းရမယ်စင်ကြရတဲ့အလုံးမျိုးလုပ်ရမယ်သူဆိုလို့။အဲ့တော့ကြိုးစားဆိုတဲ့ကတတိလဲထားရမယ်ကိုလို့တဲ့အလုံးဒီတန်ရှင်းဖြူစင်အဖြစ်ကင်းစင်တဲ့အလုံးလည်းဖြစ်ရမယ်။ဒိတမကရိနောလုတ်ပြီဆိုတဲ့က ဆင်ញင်စဉ်းစားဆင်ញင်ပြီးမှလုပ်ပါအရင်မလုပ်ရဘူးလို့ဆိုလို့ဒီတမ္မာဆိုတာဒါလို့ရင်မမဲရောင်းဝယ်လောက်တာတောင်းပါပဲဒီပစ္စည်းကအရင်တလောက်ကြတယ်နော်ဘလောက်ရောင်းရင်ဘလောက်မြတ်မယ်ဘလောက်ကဘလောက်အဲကျမ်းမယ်အရင်ကဘလောက်ကုန်တယ်ဒါတွေကိုတွေ့ချက်နိုင်ရမယ်ကုန်ဆိုလို့လားနော်အဲ့ဒါလို့စီးပွားလုပ်လို့ပါလုပ်လို့ နိတ္တမကာရီဒီလောကအကျိုးဖြစ်တဲ့အလို့ဒီလောကအကျိုးမဖြစ်တဲ့အလို့ဆိုတာလေစဉ်ရင်သုံးသပ်ပြီးတော့မှ လုံးလောက်ရမယ်လို့သူဆိုလို့ဒါကရသဗျာကရှိတဲ့ရှိလိုက်တဲ့အရေးချင်းလေးတွေကိုခေါင်းစဉ်တက်ပြီးတော့ပြောလိုက်တာနားလည်ရမှအများကြီးပဲနောက်ကနော်နိတ္တမကာရီအရာရာကိုစဉ်ရင်စဉ်းစားပြီးတော့မှလောက်ရမယ်လို့ဆို မစင်းသားပဲလို့ရင်တစ်ခါရောက်တာတွေအများကြီးပဲလေမနေ့ကတော့တက္ကသိုလ်ထဲမှာဟိုတစ်ပင်ခုတ်တယ်လေတာကျိုးပေါ်ပြတ်ချာတစ်ပင်ခုတ်တာအဲ့ဒါတစ်ပင်ခုတ်တာဒီကိုင်းကတာကျိုးပေါ်ကြာမယ်ဆိုတော့မစင်းသားပဲနဲ့လှုပ်လို့ဒီလိုဖြစ်တာလေအောက်မှာတာကျိုးကြီးရှိနေတာတတ်တိုင်လေးရှိနေတာအစရတဲ့ကဒီစင်ញင်စင်းသားလှုပ်မယ်ဆိုရင်ဒီလိုအမှားရမျိုးမဖြစ်နိုင်ဘူးလေ ဘယ်ကိစ္စပဲဖြစ်ဖြစ်စဉ်းကျင်စဉ်းစားရမယ်လို့သူဆိုလို့လေနိတမကာရီအဲ့ဒါမှအရေးကြီးဒါတူနဲ့တူမတူနိုင်ဘူးပေါ့အရေးကြီး